မင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Play တက်တဲ့အောင်လည်းမင်္ဂလာပါ။ Netherlands အသင်းလို့ပြောရင်ကမ္ဘာပေါ်လုံးလောကမှာလေမော်ယောင်ဝစ်စုံနဲ့ပေးတက်တွေကအစားတညီတညို့တဲ့အသင်းကိုအားပေးတဲ့အသင်းဖြစ်ကျွန်တော်တို့အမြဲတွေးရတယ်။ဆိုတော့အထူးသဖြင့်ဘလို့အချိန်ဒီမှာပဲဖြစ်ဖြစ်ပြီးခဲ့တဲ့ Qatar ကမ္ဘာဖလားပြိုင်ပွဲကတော့ Netherlands ပေးတက်တွေအများကြီးမတွေးရပါပဲ။ဥရောပပြိုင်ပွဲဆိုရင် Netherlands ပေးတက်တွေဟာအသင်းတို့ကအမြဲတမ်းရှိတယ်။ အားကစားပြိုင်ပွဲမှာဆိုရင်ပြဥမာ formula 1မှာဆိုရင်တော့ mark verstappen လို့လူမျိုးကိုတောက်လျှောက်အားပေးတာနောက်ကျွန်တော်ပြေးခုပြီးမှာဆိုရင် frank gebo အပါဝင်ဒီလိုမျိုး legend တွေရှိတယ်အရင်တုန်းကဆိုရင်ရဲသုံးဖို့လို့ခေါ်ရတဲ့ marco van basten တို့ front right cat တို့တောက်တစ်ချိန်တည်းမှာပဲ rookle ရဲ့ ဒီလိုကစားမတွေနဲ့1988မှာနေတလာဟာယူရိုမှာချန်ပီယံဖြစ်တယ်။ဒါပေမဲ့ UN Cry လက်ထက်မှာ UN Cry ကနေစပြီးတော့နေတလာဟာ World Cup ပြိုင်ပွဲမှာပေါ့လေ1984 88ကမ္ဘာဖလားပြိုင်ပွဲတွေရဲ့ final မှာဒုတိယပဲရခဲ့ပြီးတော့2010မှာ Robin van Persie တို့ Iron Robin တို့နဲ့အတူနေတလာက final ထိတက်ပြီးတော့မှနောက်ဆုံးမှာသူတို့ဒုတိယပဲရတယ်။ဆိုတော့နိုင်ငံတကာအဆင့်ပြိုင်ပွဲတွေမှာနေတလာဟာ ဘယ်လိုပြောမလဲဆို quarter final လောက်ထိတော့ကောင်းကောင်းတက်နိုင်တဲ့အသင်းဖြစ်ပေမဲ့အဲ့ဒီအဆင့်ကိုအခုနောက်ပိုင်းနှစ်တွေဆိုကြိုဖြတ်ရခတ်ပြီးတော့ကျွန်တော်နယ်သာလန်နဲ့ပတ်သက်လို့ရှိရင် champion ဖြစ်နိုင်တယ်ဆိုတဲ့ခံစားချက်မျိုးမတွေ့ရတဲ့အသင်းပဲတကယ်တမ်းကျတော့ဒီအသင်းဟာတကယ် quality player တွေအများကြီးပဲအခုလက်ရှိနယ်သာလန်အသင်းဆိုရင်ဒါအခု world cup qualify ကိုနောက်ဆုံးပွဲစဉ်မှာသူတို့ finland ကို၄ဂိုးပြတ်နေနိုင်တယ် တို့နှစ်ပွဲပဲကျန်တော့တယ်ဗျာလီသူရီးယားနဲ့တပွဲပိုလန်နဲ့တပွဲဒါပေမဲ့လက်ရှိအနေထားအရတော်တော်လေးအခြေအနေကောင်းတယ်။နောက်လေတလိုင်းရဲ့ legend ကစားမရိုနယ်ကူမန်ကိုတိုင်ကင်တွယ်ထားတဲ့အသင်းဖြစ်ပြီးတော့ဒီအသင်းကချီစပွဲအောင်ဖို့အခြေအနေတော်တော်လေးကောင်းတဲ့အသင်းလို့ပြောလို့ရတယ်။ဒါပေမဲ့ netherland အသင်း ချန်ပီယံဖြစ်နိုင်တဲ့အခြေအနေမျိုးပြီးခဲ့တဲ့ World Cup ပြိုင်ပွဲမှာ Netherlands ဟာ World Cup ပြိုင်ပွဲရဲ့ Quarter Final အဆင့်ကနေလှည့်ပြန်ခဲ့ရတယ်။ဆိုတော့ Netherlands နဲ့ပတ်သက်လို့ International Record တွေကိုကြည့်ရင်ဒါသူတို့ Quarter Final အဆင့်ကို2022မှာလှည့်ပြန်ပြီးတော့2018မှာ Surprise နဲ့သူတို့ချေစပွဲမအောင်ခဲ့ဘူး။2000ခုနှစ်တုန်းကလည်းသူအဲ့လိုခြေစပွဲမအောင်ဘူးဒါပေမဲ့ကျွန်တော်နားလည်ထားတာကနယ်သာလန်ကကမ္ဘာဖလားပြိုက်ပွဲရဲ့1934 38 နှစ်ကြိမ်ပြီးကြတဲ့ကနေသူတို့တောက်လျှောက်ချေတော့မအောင်ပဲနဲ့သူတို့ final တက်တဲ့နှစ်ကြိမ်ပေါ့လေ1994နဲ့98နှစ်ကြိမ်94မှာသူတို့ဒုတိယပဲရတယ်အဲတုန်းက Germany ကိုရှုံးတယ်98မှာလည်းသူတို့ဒုတိယပဲရတယ်98မှာ Argentina ကိုရှုံးပြီးတော့မှ86မှာမပါခဲ့ပဲနဲ့ Netherlands ရဲ့အောင်မြင်မှုက94ကနေ90ကျော်ကာလအထိပဲပြောဆို Netherlands ရဲ့ legend player တွေအများကြီးထွက်ပေါ်တဲ့အချိန်ဖြစ်ပြီးတော့အိုက်ကနေမှစင်စပြီးတော့1990ကမ္ဘာမှာ round of 16ကနေ Netherlands ဟာ consistently quarter final အဆင့်အနည်းဆုံး68ကတော့ကျွန်တော်မမတ်ရရ Dennis Bergkamp ရဲ့ twin goal နဲ့ Argentina ကိုနိုင်ပြီးသူတို့ semi final တက်တယ်။ဒါပေမဲ့ semi final မှာ68က Brazil ကိုရှုံးသွားတယ်။အိုက်ကနေမှစပြီး2000နဲ့မှခြေစမှုမအောင်ပေမဲ့2006မှာ round of 16ကနေ2010မှာဒုတိယ2014 Luis Raha နဲ့တတိယရပြီးတော့မှ2020မှာ quarter final ရောက်တယ်ဆိုတော့လက်ရှိ Ronnie Koeman ရဲ့ Netherlands အသင်း ကမ္ဘာပလာပြိုင်ပွဲမှာကောကောင်ကနေချန်ပီယံဖြစ်နိုင်တဲ့တကယ်တော့ဗျာဒီဘက်နောက်ပိုင်းနှစ်တွေကိုကြည့်နယ်သာလန်ထက်စာရင်ခရိရှားတော့ပိုလို့ပြသေးတယ်ပြီးခဲ့တဲ့2018 World Cup မှာခရိရှားကဘောလုံးပွဲထိတက်တယ်ပြီးခဲ့တဲ့ World Cup ပြိုင်ပွဲမှာခရိရှားဟာတတိယနေရာလူပွဲမှာတတိယရခဲ့တယ်ဒါ Nation League မှာလည်းခရိရှားတော်တော်လေးအဟုတ်လာတဲ့အချိန်မှာနယ်သာလန်ကကျွန်တော်ဒီဘက် recent တဲမှာဆိုရင်လည်းကျွန်တော်တို့ Nation League 2019ပထမ edition မှာသူတို့ဒုတိယရတယ် ဆိုတော့အဲ့ Netherlands ဒီဒီချင်းဘလို့လဲ Euro နဲ့ပတ်သက်လို့ရှင်တော့သူတို့ကအစင်လာတွေရှိတာများတယ်ဗျာ Netherlands ကပြီးခဲ့တဲ့ Euro မှာ England ကို Oliverkin ရဲ့နောက်ကျကိုနဲ့ရှုံးလို့ semi final ရှိပေမဲ့သူတို့က Euro ပြိုင်ပွဲရဲ့1998မှာ champion ဖြစ်တယ်ဒီဘက်2000-2004 semi final တွေတက်ခဲ့ပြီးတော့မှ Euro နဲ့ပတ်သက်လို့ရှင်သူတို့အစင်လာရှိတဲ့အသင်းပဲဆိုတော့ဒီ Netherlands အသင်းဒီကြိမ်မှာဘလောက်အဆင့်တိုင်းထားတိရောက်နေအခုလက်ရှိနယ်သာလန်အသင်းရဲ့လူစင်းကအမှန်တမ်းပြောတော်တော်တောက်နေ Brighton ရဲ့ဂိုးသမားဖြစ်တဲ့ Van Vaagan ဆိုတဲ့ဂိုးသမားရှိတယ်ဒီဂိုးသမားက quality ဂိုးသမားပြနောက် Bayer Leverkusen ကိုရောက်ပြီးရင်းနှုံးက Brentford ရဲ့ဂိုးသမား Mark Flackland ရှိတယ်ဒါပေမဲ့ဒီ Brighton ဂိုးသမားက first strike မှာ Netherlands မှာ Sanderbat တော်တော်များတယ် Brighton က Van Hacker ရှိတယ်။နောက် Arsenal က Julian Timber ရှိတယ်။ Van Dijk ရှိတယ်။ Nathan Ake ရှိတယ်။ Matthias Stiles ရှိတယ်။ဒီချိန်ထဲမှာ Jeremy Frimpong, Mickey Van der Ven အပါအဝင် Daniel Dumfries နဲ့ quality player အများကြီးပဲ။ နယ်သလန်အပြာအခုစန်တဘတ်မှာဗန်ဒိုက်နဲ့ဒီဖရိုက်တွဲတွဲဒီလစ်တွဲတွဲဗန်ဒမန်တွဲတွဲဟိုတနေ့ကဆိုတင်ပါကစားတယ်တင်ပါတွဲတွဲကြိုက်တဲ့သူနဲ့တွဲသူ့မှာတွဲကြရှိစန်တဘတ်ကတော်တော်တောင်းတယ် right back မှာ julian timber ရှိတယ် jeremy frame ပေါင်ရှိတယ် dancel danfree ရှိတယ်အဲ့ left back chan ကတော့ netherland အတွက်နည်းနည်းလေးအားနည်းချက်ဖြစ်တယ်ဒါပေမဲ့ left back chan မှာတချို့ဘွဲတွေမှာ mickey van der ban ကစားသူတို့တချို့ဘွဲတွေမှာ akki ကစားတယ် timber ကိုကစားလို့ရတယ်သူတို့နောက်တန်းကတော်တော် solid ဖြစ်ပြီးတော့ queensland မှာ Ryan Gravenberch ရဲ့ Rinders ရဲ့ Frankie De Jong ရဲ့အဲ့ Netherlands ကွင်းလေ၃ယောက်ကတော်တော် strong ဖြစ်တယ်။ Frankie De Jong ကပေါက်စုပေါက်ကစားမယ်။ Rinder ကလည်းပေါက်စုပေါက်နောက် Gravenberch က defensive ကစားမယ်။အဲ့မှာကွင်းလေ၃ယောက်တော်တော်လေးအားကောင်းတဲ့အချိန်မှာကျွန်တော်တို့အဲ့ထက်မှာ Shoutan တို့ Khomainer တို့ Javi Simon တို့လိုကစားမတွေကြံသေးတယ်။ အဲ့ဒီမှာနော်ကွင်းလယ်မှာနယ်သာလန်ကွင်းလယ်ထဲမှာအဲ့ဒါကိုမှတိုက်စစ်ကမန်ဖစ်ဒီပါရဲ့ကိုဒီကက်ပိုရဲ့အခုမာလန်းရှိတယ်ဒွန်ယယ်မာလန်းရဲ့မန်ဖစ်ဒီပါရဲ့ကိုဒီကက်ပိုရဲ့ပြီးရင်ဂျာဗီစစ်မွန်တကယ်တော့နယ်သာလန်လူစင်းဟာတော်တော်တောက်နေနော်နယ်သာလန်လူစင်းကတော်တော်တောက်နေအထက်မှာပါတယ်ဒါမှမဟုတ်ကျွန်တော်တို့အခုနောက်ပိုင်းခြေစွမ်းမပြပဲရုံးကန်နေရလို့ဂျိုရှွိုင်းဆက်စီရိုးပါတော့ကြံခဲ့တာ ဆိုင်စီတို့ဂျန်နယ်နောက်ခွင်တန်တင်ပါတို့လည်းကစားမားတွေရှိတယ်။နောက်တော်တော်များများကစားမားတွေတော်တော်များများဂျန်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီနယ်သာလန်ကတော်တော်လေးကောင်းတယ်ဗျာ။အခုတိုက်ရှိကဗျာဂက်ပူကဘယ်ဒန်နီယယ်မာလန်ကညာဆိုရင်မက်ဖစ်ဒီပိုင်းကအလေအဲ့တော့မှဗက်ခုံရှိသေးတယ်။အဲ့တော့မှဂျာဗီစီမွန်ကတိုက်စစ်ရိုးမှာထပ်ကစားလို့ရတယ်။ကိုယ်လည်းကခုနပြောတဲ့ရိုင်းဒါစ်ကဒီအောင်ရဲ့ဂရိုဗန်ဘက်ရှ်က နယ်သလန်ဟာတော်တော်လေး strong ဖြစ်တယ်တကယ်တော့ decent squad တက်ပိုးတယ်သူတို့တော်တော်လေး strong ဆိုတော့ question ကနယ်သလန်အသင်းကြီးပြဘလို့နေခုမှဦးဆောင်တဲ့ Virgil van Dijk ရဲ့ leadership တဲ့အတူနယ်သလန်တီပြိုင်ပွဲ World Cup qualifier တော့ထားပါတော့သူ chase ပွဲအောင်တယ်ကမ္ဘာဖလားပြိုင်ပွဲကြီးမှာသူတို့ champion ဖြစ်နိုင်တယ်ကမ္ဘာဖလားမှာသူတို့ champion ဖြစ်နိုင်တဲ့အရေးသွေးမျိုးသူတို့မှာပိုင်ဆိုင်ထားလာအဲ့ mentality မျိုးနယ်သလန်အသင်းမှာရှိလာနယ်သလန်ကိုဘယ်လောက်ထိစောင့်ကြည့်ရမလဲ quarter final ထက်မပိုတဲ့ခြေစွမ်းမျိုးထက်စားရင် quarter final ကိုကြော်ပြီးတော့ semi final final ကနေ champion ဖြစ်သွားနိုင်တဲ့အထိ netherland ရဲ့အဓိကအားနည်းချက်ကဘာလဲဆိုတော့ striker စစ်စစ်မရှိတာ mafi divide တယောက်တည်းကိုအားကိုးနေရတဲ့ပြဿနာပဲ okay နောက်ဆုံး gapo ကိုထောင်ထားလိုက်လို့တော့ရကောင်ရနိုင်တယ်အဲ့ဒါဆို javi simon ရဲ့ gapo ရဲ့ hobachan က dwanyer malan တို့ဘာလို့ကစားလို့ရတယ်သူမှ option တော့ရှိတယ်ဒါပေမဲ့ center forward စစ်စစ်မရှိတဲ့အချက်အဲ့တစ်ချက်ကတော့နည်းနည်းလေးတော့ဒီကပြဿနာဖြစ်တယ်။ဘာဖြစ်ဖြစ်ခုံပိုင်နာအပါဝင်ကွင်းလေလေးတော်တော်လေးတောင့်နေဆိုတဲ့အချက်ကနယ်သာလန်ရဲ့အားသာချက်ဆိုတော့ Ronnie Koeman နဲ့နယ်သာလန်အသေး2026ကမ္ဘာပလပြိုင်ပွဲကြီးမှာဘယ်လောက်ထိမျှော်လင့်လို့ရမလဲ။ကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကြည့်ကြပါလေ။